မလားတက်ဆက်မှ YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့ရဲ့တပွဲကောင်းသုံးသက်ချက်ကတော့ကျွန်တော်ညီတာအီတလီနဲ့နော်ဝေးဖြစ်တယ်ဆိုတော့အီတလီနေနဲ့ဒီနေ့နော်ဝေးကိုအိမ်ကွင်းမှာလက်ခံကစားမှာဖြစ်ပြီးတော့ပြည်ရဲ့ပေါကြီးကတော့ level 60 minus 60အရှုံးပေးထားပြီးတော့ကိုပေါကြီးက3.80အနေထားဖြစ်ပါတယ်ဒီအသင်းနဲ့တင်းကတော့ဒီ table ဇာမှာဆိုလို့ရှိရင်ဒါအာနော်ဝေးအနေနဲ့တိုက်ရိုက်ကမ္ဘာဖလားကိုတန်းတန်းတောင်းဖြစ်ပြီးတော့အီတလီအနေနဲ့ကတော့ ညောတာပလေးအော့ကိုထက်ကန်မှာဖြစ်ပါတယ်ခင်ဗျာအဲ့တော့အဲ့ဒီမှာဒီနေ့သင်ရထဲတဲ့တွေ့ဆုံမှုအရာ၃ပွဲမှာအီတလီက၂ပွဲနိုင်ပြီး၃ပွဲရှုံးရတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့အီတလီကနောက်ဆုံး၅ပွဲမှာဆိုရင်၅ပွဲလောက်အနိုင်ရရှိရသေးတယ်ဖြစ်ပြီးတော့နော်ဝေးအနေနဲ့နောက်ဆုံး၅ပွဲမှာဆိုရင်၄ပွဲနိုင်ပြီး၃ပွဲတည်ရဖြစ်လာပါပြီအဲ့ဒါတော့ကျွန်တော်တို့အော်နယူးဇီလန်နဲ့ကျွန်တော်တို့ဒါချစ်ကြည်ပွဲကန်နာဖြစ်ပါလိမ့်မယ်ခင်ဗျဟုတ်ပါလိမ့်မယ်နော်အဲ့ဒီသိမယ်ရှိပါလိမ့်မယ်အဲ့တော့အီတလီရဲ့အိမ်ဝင်မှာ level ဆိုရင် -60 ခေါင်းပေါင်း၃လောက်ပေါ့လား90အရေးအနေအထားအရာအာ ပြီးတဲ့ဒီနှစ်သိန်းအနေနဲ့လည်းသူ့အနေအားကိုစီးလည်းရသွားခဲ့ပြီးဖြစ်ပြီးတော့အဲတွေ့အောင်မှာဆိုရင် Astro တို့ဘာလို့ကလည်းဒါသူ့အနေနဲ့အဲကမ္ဘာဖလားခြေစုပ်ကိုလည်းမရောက်တော့ Play All ကိုလည်းအဲဝင်ရောက်ရှင်ပြန်ခွင့်မရတဲ့အသေးနေဖြစ်ကြတယ်ပေါ့ Estrelo Estonia တို့မို့လို့ပါပဲဖြစ်နေအီတလီနေနဲ့လည်း Play off ကမ်းမှာဖြစ်လို့ Norway နေနဲ့လည်းကမ္ဘာဖလားကိုတိုက်ရိုက်တန်တန်ခွင့်ရရှိသွားပြီဖြစ်ပါတယ်အဲ့တော့ဒီနေ့တွေ့တိုက်တွေ့ဆုံမှုအနေထားမှာပေးရတဲ့ပေါ့ကြီးကတော့ level -60 9.3 90အနေထားရကျွန်တော်နေနဲ့ဒီနေ့ကတော့အီတလီ body လေးနဲ့ goal လေးကိုကြိုက်ပါတယ်ပြအဲ့တော့ဒီနေ့ ဒီတပွဲကောင်းသုံးသက်ရွေးချယ်မှုအနေထားမှာကျွန်တော်နေအီတလီအီတလီကိုောက်ပဲခြိုက်ပါလိမ့်ပြအဲ့တော့ဒီမျိုးတို့အနေနဲ့ဒီကျွန်တော်ရွေးချယ်ပေးတဲ့နှစ်ချက်ကွက်မှာဂျာတင်တဲ့တပွဲကိုပဲဆောင်းနေတော့နှစ်ချက်ကွက်ကိုလည်းဆောင်းနေပါခင်ဗျာအထူးပဲကျေးဇူးတင်ရှိပါတယ်